ရှားတော်လိုင်းရဲ့အဖွဲ့များရင်ဆိုင်ရခြင်းမရှိသောအခက်အခဲများကိုဖြေရှင်းနေရသည့်အေအေတပ်ဖွဲ့၏ဥဆောင်သူသည်နိုင်ငံကောင်းဆောင်အစင်တီတက်လန်းနိုင်သောအခွင့်အလန်းရှိနေပါသည်။1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သောတိုင်းဒါလက်နက်ကန်ဒေါ်လာရေးအဖွဲ့ IAO များ၏စစ်တပ်ကိုလက်နက်ကန်ဒေါ်လာခဲ့သောတမိုင်းကြောင်းကနှစ်ပေါင်း89နှစ်ရှိပြီဖြစ်ပြီးထိုကာလအတွင်း တိုင်းသားလက်နက်ကိုင်အဖွဲ့အစ်များပေါ်ပေါက်ခဲ့ကြသလိုခေါင်းဆောင်တွေများလည်းမျိုးဆက်လိုက်ပေါ်ပေါက်ခဲ့ကြသည်၂၀၀၉နှစ်တွင်အသစ်ပေါ်ပေါက်လာခဲ့သောရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတ်တော် UNAA နှင့်အဖွဲ့တီထောင်သူဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်အခြားသောအီယအိုများနှင့်နိုင်ရှင်ပါကတက်တန်းအလွန်နူပါသည် သို့သောဗိုလ်ချုပ်ထွန်းမြတ်နိုင်ကောင်းဆောင်မှုအောက်တွင် UNAAA လက်ရှိရရှိထားသောရခိုင်ပြည်နယ်ရှိစည်ရေးအောင်မြင်မှုများကတက်တန်းရင်အီအာအိုများပင်မဆွမ်းဆောင်နိုင်ခဲ့သောအောင်မြင်မှုအဖြစ်စံချိန်တင်နိုင်ခဲ့သည်တဆယ်နှစ်ခွန်စစ်စင်ရေးကိုဦးဆောင်ခဲ့သောညီနောင်မဟာမိတ်တုံးဖွဲ့တဲတွင် AAD မနာရန်စစ်စင်နှွဲခဲ့ပြီးတိမ့်ပိုက်ထားနိုင်ခဲ့သောနေမြေများပြန်လည်လွတ်ဆုံးရှုံးခဲ့ရခြင်းမရှိသေးသောတခုတည်းသောအီယာအိုဖြစ်သည် ထို့အပြင် ိုကန် MNDAA နဲ့တအန်းတရားအနေအဖွဲ့များနဲ့အသွင်ကွဲပြားသော AA တပ်ဖွဲ့၏ခေါင်းဆောင်မှုနိုင်ငံရေးအမျှော်အမြင်လက်တွေ့ကြိုးပမ်းမှုများကစိတ်ဝင်စားစရာ ဖြစ်လာသည်ကမငင်းနိုင်ပါတရှိန်တဲမှာပင်ရခိုင်ဒေသတွင် ကာလကြာရှည်တရှိခဲ့သော လူမျိုးရေးပြိပခကြီးရခိုင်ပြည်နယ်ပထဝီနိုင်ငံရေးမဟာဗျူဟာအကျိုးစီးပွားရေးဆောင်ချက်ဖြစ်နေခြင်း အိမ်မီးချင်းအင်အားကြီးတရုတ်နှင့်အိန္ဒိယနိုင်ငံကြီးနှစ်ခု၏အကျိုးစီးပွားများကြီးကြီးမားမားတည်ရှိနေခြင်းကအရှားအီးယားအိုများရင်ဆိုင်ရခြင်းမရှိသောအခက်အခဲများကိုအေအေသည်တဘာတဲ့အမွေဆက်ခံကင်တွဲဖြည့်ရှင်းလာရသည်ထိုအခက်အခဲများကို ဖြည့်ရှင်းကျော်လွှားနိုင်မည်ဆိုလျှင်အေအေကောင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက်တောက်ပသောအနာဂတ်တစ်ခုကစောင့်ကြိုနေပါသည် နေရှင်းစံကြည်ရေးသမိုင်းတွင်မြန်မာပြည်သူတရက်လုံး၏နိုင်ငံရေးနှိုးကြားမှုကိုရှေ့ဆောင်နိုင်ခဲ့သောရခိုင်ဆရာတော်ဦးဥတ္တမပီလင်းရခိုင်လူမျိုးများကြားတွင်သာမကမြန်မာပြည်သူတရက်လုံး၏အမျိုးသားကောင်းဆောင်အစဉ်ထိတက်လှမ်းနိုင်မည်အခွင့်အလမ်းရှိနေပါသည်ထောခွင်လန်းအတွက်လက်နက်ကင်တပ်ဖွဲ့တစ်ခု၏ဗိုလ်ချုပ်အစင်မှနိုင်ငံတစ်ခု၏နိုင်ငံရေးကောင်းဆောင်အစင်တို့ကူးပြောင်းရန်ဗိုလ်ချုပ်ထွန်းမျက်နှံကြော်ဖြတ်ရမည့်အခက်အခဲများကအလွန်များပြားလာတော်လဲမဖြစ်နိုင်သောအရာမဟုတ်ပါ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ကောင်းဆောင်မှုအတွေ့အခေါ်ကအချိန်နှင့်အမျှပြောင်းလဲတိုးတက်လာနေသည်ကိုသတိပြုမိပါသည်၎င်းကိုယ်တိုင်မူလကရည်ရွယ်ရှာမှတ်ထားခဲ့သောရခိုင်မျိုးသားရေးရခိတလန်းစင်သို့မဟုတ်ရခိုင်တမျိုးသားလုံးလွမြောက်ရေးကို AAE အရှိကံအုပ်မြင့်အတွေ့အခေါ်အဖြစ်ခိုင်မာစွာကင်ဆွဲထားသည့်တပြိုင်နက်ထဲမှပင်ဆရာနာရှင်စနစ်ကိုဖယ်ရှားနိုင်မှသာ ရခိတလန်စင်အောင်မြင်နိုင်ပြီဆိုတော့လက်တွေ့အရှိတရားပေါ်ထင်ဟပ်လာတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုချက်များကအေအေကိုပုံမကျေပြန့်သည့်တော်လှန်ရေးလမ်းကြောင်းစီတို့တွန်းပို့ခဲ့ပြီလားဘိုးချုပ်ထွန်းမြတ်နိုင်သည်ရခိုင်အမျိုးသားရေးကောင်းဆောင်အစင်းမှကျော်လွန်သောမျှမှန်ချက်များရှိနေပြီလားဆိုသည့်အချက်ကိုဤဆောင်ပါတွင်စမ်းစစ်လေ့လာသုံးသပ်တင်ပြသွားမည်ဖြစ်သည်။တိတ်တဲကျစ်လက်သောကောင်းဆောင်မှု အီယာအိုများတဲ့တွင်ရှင်းလင်းသောနိုင်ငံရေးလမ်းစဉ်တိတ်တဲကျစ်လက်သောကောင်းဆောင်မှုမှန်ကန်သောစီရေးမဟာပြူဟာရှာမှတ်နိုင်မှုတို့ကယနေ့အေအေအောင်မြင်မှုများ၏အကြောင်းတရားအဖြစ်တွေ့မြင်နိုင်ပါသည် ထို့အတူအေအေအောင်မြင်မှုများ၏ပဲ့ကန်ရှင်ဘိုးချုပ်ထိုးမြတ်နိုင်သည့်စီရေးကောင်းဆောင်တဦးအစင်းမှနိုင်ငံရေးကောင်းဆောင်တဦး၏အရေးအသွေးများကိုတဖြည်းဖြည်းထုတ်ဖော်ပြသလာနေသည်ကိုယခုအခါတဖြည်းဖြည်းတွေ့မြင်နေရပြီဖြစ်သည် အေးအေးစီရဲအောင်မြင်မှုများကပြည်ရင်းစစ်သမိုင်းတလျှောက်စစ်တပ်ကသာလင်းအောင်နိုင်သူဆိုသည့်မှတ်တမ်းကိုရိုက်ရှိုးပစ်ခဲ့သည်ထွန်ပွဲများ၏ရင်းမြစ်ကိုပြန်လည်ဆန်းစစ်ကြည့်သည့်အခါအာနာသိန်းစစ်တပ်သည်အေးအေးကိုရှော့တွက်အထင်သေးခဲ့ခြင်းကြောင့်လားသို့မဟုတ်အေးအေးတိတ်တဲ့ကြစ်လက်သောကောင်းဆောင်မှုနှင့်စီရဲပြူဟာကောင်းမှုကြောင့်လားနှစ်ခုလုံးဖြစ်နိုင်ပါသည် ြည်ရင်းနိုင်ငံရဲ့အသွင်ကူးပြမှုများနဲ့စစ်တပ်ထိပ်ပိုင်းကောင်းဆောင်များကြားအာဏာလုပွဲများဖြင့်အလုံရှုံနေခဲ့သောဆယ်စုနှစ်အတွင်းကရှင်ပြည်နယ်မှာထောင်နှင်းရှိသော၎င်းတို့၏တပ်ဖွဲ့များနှင့်လက်နက်ခဲယမ်းများကိုစစ်ပွဲလုံးဝမရှိသောရခိုင်ပြည်နယ်အတွင်းသို့ရှေ့တန်လုံလုံဖြင့်စနစ်တကျရွှေပြောင်းရွှေကိုယူနိုင်ခဲ့သော AAE ကောင်းဆောင်မှုနှင့်စစ်ရေးအစီအမံများ၏တိတ်တဲကျစ်လက်စွာဖြူဝါမြောင်းဖော်ဆောင်နိုင်ခဲ့မှုသည်ပြောင်မြောက်တည်တက်လာပါပေသည် ရခိုင်မြေပေါ်ပထမဆုံးအကြိမ်ပြန်လည်ရှေ့ချနိုင်ခဲ့သောအေအေကောင်းဆောင်ပုဂ္ဂိုလ်ထွန်းမြတ်နိုင်ကအေအေအေလက်ရှိစီရေအောင်မြင်မှုများနောက်ွယ်တွင်အပင်ပန်းခံကြိုးပမ်းခဲ့ရပုံကို မကြသေးမီကအေယာဝတီတည်င်းဌာနနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်ကျွန်တော်တို့ရဲ့ view ဟာတွေကိုအကောင့်အထည်ဖော်မှုမှလည်းတိုးတိုးတိတ်တိတ်နဲ့လုပ်တယ်။စနစ်တကျလုပ်တယ်ဆိုတာကတော့ဒါမျိုးမလုပ်လို့လည်းမရပါဘူး။တိုးတိုးတိတ်တိတ်နဲ့ဖြစ်ဖြစ်ချင်းအရန်ကိုအပင်ပန်းခံပြီးမ ပြောတင်တာကိုပြောနိုင်တလောက်ပြောပြီးမှလုံနိုင်တာအကုန်လုံးကိုမယမနာလုပ်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဟု သူကအေယာဝတီကိုပြောပြသည်2019ခုနှစ်တွင်လက်နက်မဲ့ရိုဟင်ဂျာ9သိန်းကျော်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မောင်းထုတ်ခဲ့သောမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်သည်ကရင်ပြည်နယ်ရှိ KIA ဌာနချုပ်လိုင်စာတွင်စတင်ဖွဲ့စည်းခဲ့သော AA တပ်ဖွဲ့များရခိုင်ဒေသသို့ဝင်ရောက်လာပြီးရခိုင်မြေပေါ်ကောင်းစွာရှေကုတ်ရယူနိုင်ခဲ့ခြင်းကိုဟန်တားနိုင်ခြင်းမရှိခဲ့ပါ။ ်ရင်းဖြစ်စဉ်ကိုပြန်လည်စမ်းစစ်သည့်အခါ AAD ၎င်း၏လှုပ်ရှားမှုများကိုစစ်ကောင်းဆောင်ပိုင်းကသတင်းအရှက်အလက်မရနိုင်လောက်အောင်ရှေ့တန်လုံခဲ့ကြသည်တပ်တန်း၏အီးရဝအဖွဲ့များပင်လင်းထိုကဲ့သို့မစွမ်းဆောင်နိုင်ကြပါအကြောင်းမှာ KSS စစ်ကောင်းဆောင်များသည်ငင်းကြံရေးဆွေးနွေးပွဲအမိခံ၍တပ်တန်းရင် EAO စစ်ကောင်းဆောင်ပိုင်းနှင့်ကျိဖန်များစွာထွေထွေဆက်ဆံပူသည့်အလျောက်၎င်းတို့၏အမှုခြင်းများတွေးခေါ်ပေါ်မူဝါဒရှာမှတ်ပုံနှင့် ခေါင်းဆောင်မှုအတွင်ပိုင်းအရှေ့အနေကိုစစ်တပ်သည်အသေးစိတ်လေးလာထားပြီးအိယာဝခေါင်းဆောင်မှုပိုင်းပြိုကွဲစွေရနှင့်ခွဲထွက်အဖွဲ့များပေါ်ပေါက်စေရန်နီလန်းမျိုးစုံဖြင့်အောင်မြင်စွာကြိုးပမ်းနိုင်ငံချင်းကြောင်းဖြစ်သည်။ထိုပြစ်စင်များကို KYA နှင့် KNU ကဲ့သို့တပ်တန်းအရင်ဆုံးနှင့်နာမည်ကြီးဆုံးအိယာဝနှစ်ဖွဲ့အတွင်ခါးသီးစွာခန်းစားခဲ့ရသည်။ 2009ခုနှစ်မှရခိုင်ပြည်နှင့်အလန်းဝေးလာသောကရှင်ပြည်နယ် KIA ဌာနချုပ်လိုင်စာမျိုးတွင် စတင်ဖွဲ့စည်းခဲ့ပြီး KIA ၏အကူအညီဖြင့်တပ်တီထောင်လေ့ကျင့်ခဲ့သောယခုအခါတပ်တန်း16နှစ်ရှိလာပြီဖြစ်သော AA တပ်ဖွဲ့၏ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည့် WIAOS များထံမှတေချာလေးလာသင်ခန်းစာယူထားနိုင်ခဲ့ပုံရသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်မင်းအောင်လှိုင်နှင့်စစ်တပ်ကောင်းဆောင်များကိုမြင်းများလှည့်စားနိုင်ခဲ့တဲ့နည်းဆိုလျှင်2023အောက်တိုဘာ29ရက်နေ့တွင်30နှစ်ခွန်စစ်စည်ရေးမစတင်မီအထိ AAD ရခိုင်ပြည်နယ်ကိုငြိမ်ချမ်းသောစစ်မှတ်ကင်းစင်သောနယ်မြေအဖြစ်လိုလားဟန်ပုံဖော်ထားနိုင်ခဲ့သည်ရခိုင်တွင်စစ်တပ်နှင့်စစ်ပြည်ငြိမ်းပြထားကတနိုင်ကန်လုံးလက်နက်ကင်တော်လန်ရေးဆွေးနွေးနေချိန်ရခိုင်တွင်ရခိုင်တကြံကိုစစ်စီကာကကျင်းပပြခဲ့သည် မင်းအောင်လိုင်ကိုတိုင်အေအေကိုအကြံဖတ်အဖွဲ့ဖြစ်မှပယ်ဖြတ်ပေးခဲ့သည့်အထိရန်သူကိုလှည့်စားနိုင်ခဲ့သည်2021 2023နှစ်နှစ်တာကာလတို့အတွင်းတတိုင်းပြည်လုံးဆရနာတိမ်မှုစန့်ကျင်နေသူတို့ကိုနှိမ်နေရင်စစ်ကောင်းဆောင်များအလုံများနေချင်းရခိုင်တွင် AAD စစ်တရင်အားအလျင်အမြန်တိုးချဲ့ပြီးစစ်ရေးပြင်ဆင်နိုင်ခဲ့သည်။ ထို့ကြောင့်တက်တန်းရဲ့အီယာအိုအလုံးကိုကြော့ပြက်ပြီးပြည်ရင်းစစ်သမိုင်းတွင်မကြုံဘူးသောစံချိန်တင်စီရေးအောင်ပွဲများကိုရယူပြနိုင်ခဲ့ပြီးပြည်내တစ်ခုလုံးနေပါသိမ့်ပိုက်နိုင်ခဲ့သည့်အထည်အောင်မြင်ခဲ့သည်လက်ရှိအချိန်ထိအေအေကောင်းဆောင်မှုပိုင်းစုဖွဲ့မှုတွေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒုတိယစီဦးစီးချုပ်ဥညွထွန်းအောင်နှင့်ပြောရေးဆိုခွင့်ရှိသူဥက္ကိုင်ဒုခတို့သာအများပြည်သူများသိရှိခွင့်ရရှိကြသည် စင်စစ်ထိုကောင်းဆောင်၃ရောင်နောက်ွဲတွင်တိုက်တဲကျစ်လက်သည့်ဒုတိယအဆင့်နှင့်တတိယအဆင့်ကောင်းဆောင်မှုစုဖွဲ့မှုပုံသဏ္ဍာန်ခိုင်ခိုင်မာမာရှိနေပြီးအေအေကို ခမန်းရခက်ခဲသောအဖွဲ့အစည်းအဖြစ်တွင်မြင်ရသည် ရှင်သည်၎င်းတို့ထက်အစမတန်အင်အားတလွန်သည့်ဆရာနာရှင်ကိုလက်နက်ကင်တိုက်ပွဲဝင်ရာတွင်စစ်မဟာဗျူဟာအရာအရေးကြီးသောဥစားမှုစွမ်းရည်ဖြစ်သည် အာနာသိန်းစစ်တပ်သည်နိုင်ငံအနှံ့ရှိတော်လရဲအင်အားစုများကိုရင်ဆိုင်နေရပြီး တက်တီတက်ဖြတ်မှုဗျူဟာရေးဆွဲရန်ခက်ခဲနေခြင်းအီယာအိုများနှင့် PDF များ၏အင်အားနှင့်တီနေယာဆိုင်ရာသတင်းအချက်အလက်များတိတိကျကျရရှိနိုင်သည့်နှင့်အမျှမြစ်သစ်စစ်မျက်နှာတွင်တက်အင်အားမြင်များဖြန့်ကျက်ထားရမည်ဆိုသည့်ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်ရှာနိုင်မည်ဖြစ်သည် ယခုနောက်ပိုင်းစစ်တပ်ကတံပြန်ထိုးစစ်များဖြင့်နယ်မြေဒေသတချို့ပြန်လည်သိမ်းပိုက်လာနိုင်ခြင်းသည်တော်လှန်ရေးတပ်များ၏အရှိအနေကိုထောက်လန်းနိုင်မှုစွန့်ရည်တိုးတက်မြင်မာလာနေကြောင်းပြသနေခြင်းဖြစ်သည်ဤနေရာတွင် AAD အများပြည်သူတို့တည်အချက်လက်များထုတ်ပြန်ရာတွင် AA ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခတအူးတဲ့ထံမှတနေရာထဲမှာချစ်လက်တိတ်သေးစွာထုတ်ပြန်သောနီလန်းจิตသုံးပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဥညို့ထွန်းအောင်ကဲတို့ကောင်းဆောင်များတော်လက်ကောင်းအေအေတရင်တက်ဖွဲ့များတရင်မှုအစ်စ်များကတော်လက်ကောင်းဆိုရှယ်မီဒီယာပေါ်တွင်စိတ်ထင်တိုင်းပြောဆိုခြင်းထုတ်ပြန်ခြင်းမျိုးမပြုလုပ်ကြပါထို့အတူအေအေဒီတက်ဖွဲ့ဝင်များကိုဆိုရှယ်မီဒီယာတွင်စည်ရေးဆိုင်ရာဓာတ်ပုံနှင့်အရှက်အလက်များထုတ်လွှင့်မှုကိုစီကံတင်ကျပ်ထားခြင်းကြောင့်ဆိုရှယ်မီဒီယာတွင်အဓိကရှိရာခံနေသောစစ်တပ်၏နည်းပညာသုံးထောက်လွှမ်းရေးရန်တရားများအတွက်အေအေနှင့်သက်ဆိုင်သောတည်င်းရရှိမှုခက်ခဲစေနိုင်သည် ရှင်းသည့်အေတပ်ဖွဲ့အတွင်အမိန်နာခံမှုအကောင်ချင်းကိုဖော်ညွှန်းလျက်ရှိပြီးစီရေးနှင့်နိုင်ငံရေးရှင်းလင်းများတွင်အမှားနေသောအဖွဲ့အစည်းအဖြစ်တွင်မြင်ရသည်ထိုအချက်များသည့် AAE တိတ်သေးသောစီရေးမဟာဗျူဟာ၏ထူးခြားသောအရေးအသွင်းများဖြစ်ပြီးအမျိုးသားညညွတ်ရေးအစိုးရ NUG နှင့်လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ PDF တွင် အာဏာချက်အဖြစ်တွင်မြင်ရဆဲဖြစ်သည် အထူးသဖြင့် PDF တက်ရင်တက်ဖွဲ့အသီးသီးသည်မိမိတက်ရင်ရက်တည်ရေးအတွက်အွန်လိုင်းမှရန်ပုံငွေရှာဖွေရက်တည်ကြသဖြင့် Facebook စာမျက်နှာအသီးသီးထောင်ကြပြီးရန်ပုံငွေအတွက်၎င်းတို့တက်ရင်များ၏လှုပ်ဆောင်ချက်တို့ကိုထုတ်ပြန်နေကြခြင်းကြောင့်အစင်းမြင့်အွန်လိုင်းထောက်လန်းရေးနည်းပညာများအသုံးပြုလာနေပြီဖြစ်သောစစ်တပ်အတွက်တည်င်းအရှက်လက်အလွယ်တကူစုဆောင်းရရှိနေပြီးစစ်တပ်၏တံပြန်ထိုးစစ်တွင်အ धिक လိုအပ်နေသောစစ်အင်အားတွက်ရှက်မှုဆုံးဖြတ်ချက်အတွက်များစွာအထောက်အပံ့ဖြစ်လျက်ရှိသည် ရခိတာအိမ်မက်နဲ့အန်နီရဲ့ထောင်ချောင်းများအေးကောင်းဆောင်ပူဇော်ထုံးမြန်နိုင်သည်ရခိတာအိမ်မက်ကိုဟစ်ကျွေးခဲ့ခြင်းကယနေ့ကာလကဲ့သို့ရခိုင်ပြည်နယ်တစ်ခုလုံးနေပါအေးအေးသိမ့်ပိုက်နိုင်ထားနိုင်သည့်အဖြစ်မျိုးမိသူမစိတ်ကူးပင်ယဉ်ကြည်ကြလိမ့်မည်မဟုတ်ပါသို့သောယခုအခါဗိုလ်ချုပ်ထွန်းမြတ်နိုင်သည့်ရခိုင်မြေပေါ်အောင်ပွဲရစစ်သူကြီးအဖြစ်ရှေရှားနိုင်ခဲ့ပြီဖြစ်သည် သို့သောဗိုလ်ချုပ်ထွန်းမြတ်နိုင်သည့်ရခိတအိမ်မက်ကိုဖျက်ဆီးမိအန္တရာယ်ထောင်ချောင်များလည်းအပြည့်ရှိနေပါသည်အဆိုပါထောင်ချောင်များအနက်ပထမနှင့်အကြီးမားဆုံးထောင်ချောင်မှာရိုဟင်ဂျာပြည်တနာဖြစ်ပြီးဒုတိယထောင်ချောင်မှာအေအေကိုမူရစ်စေဝါမှောင်ကိုရောင်းဝယ်နေသည့်အဖွဲ့အဖြစ်ဆွဆွဲလာခြင်းဖြစ်သည်လက်ရှိရင်ဆိုင်နေရသည့်ဆွဆွဲချက်များသည်အေအေ၏စီးရေးအောင်မြင်မှုများကြောင့်အလင်းအမြန်တိုးတက်လာနေသောနိုင်ငံရေးကုန်သိက္ခာကိုဖျက်ဆီးပြစ်နိုင်သောအခြေအနေရှိသည် ဘူတီတောင်မြို့နယ်ကိုအေအေသိမ်းပိုက်ခဲ့စဉ်ကထန်းလျှောက်ခံကျေးရွာတွင်ရိုဟင်ဂျာလူမျိုးရှောက်ရခန့်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့သည်ဟုမကြသေးခင်ကနိုင်ငံတကာရောက်ရိုဟင်ဂျာများဖွဲ့စည်းခဲ့သည့်အာဂန်ရိုဟင်ဂျာအမျိုးသားကောင်စီ ARNC ကဆွဆွဲခဲ့ပြီးလူအခွင့်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော45 right အဖွဲ့ကလည်းထိုဖြစ်ရမှအသက်ရှင်လွတ်မြောက်လာသူမျက်မြေတသေးတအူးဆိုသူနှင့်အင်တာဗျူးနိုင်ခဲ့သည်ဟုထုတ်ဖော်ပြောဆိုလာသည် အဆိုပါဆွဆွဲချက်ကကြီးမားပြင်းထန်လာကနိုင်ငံတကာတွင်ပြန့်နှံ့သွားခဲ့ပြီးမှအေအေက တုံ့ပြန်ဖြေရှင်းနိုင်ခဲ့သည်ဖြေရှင်းရာတွင်အေအေသည်ဓာတ်ရိုက်တုံ့ပြန်သည့်နီလန်းကိုမတုံးခဲ့ပါရင်းအစားထန်းလျှောက်ကန်ကျေးရွာရှိဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ဒေသခံရိုဟင်ဂျာများကိုဆေလွတ်လေ့လာစေခဲ့ပြီး တင်ဆောင်သူတို့၏ကြံ့ရည်သော အထောက်အထားများမှာစစ်ယူနီဖောင်းများစစ်အုပ်ထုပ်များနှင့်စစ်ကောင်စီတပ်သားများ၏ရုပ်ကြွင်းများဖြစ်နေပြီးရိုဟင်ဂျာလူမျိုးဟုယူဆရသောအထောက်အထားများမတွေ့ရကြောင်းဒေသခံရိုဟင်ဂျာများကိုယ်တိုင်တပ်တည်ခံပြောဆိုချက်ကိုသတင်းမီဒီယာများမှတဆင့်ထုတ်လွှင့်ပေးခဲ့သည်ထားရှောက်ခံဖြစ်စဉ်ဖြစ်ပွားခဲ့သောနေရာ၌တွေ့ရှိရသောတပ်သေးအကျဉ်းအကြံများနှင့်ပတ်သက်၍အီယာဝရီသတင်းဌာနနှင့်အင်တာဗျူးတွင်မိုးချုပ်ထွန်းမြတ်နိုင်ကအဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့တမမူ ဒုတမမှုအစဉ်ကနေအစဉ်စဉ်စကစားတက်ရဲ့မိသားစုဝင်တွေအကုန်လုံးကျွန်တော်တို့မှာတသက်အနေနဲ့ရှိနေတော့မယ်အဲ့ဒီဖြစ်စဉ်တွေမှာလဲဥပမာအယိုးစုတစ်ခုကိုဓာတ်ပုံရိုက်ဖို့အဲ့ဒီအယိုးစုကိုဆွဲထုတ်လိုက်တဲ့အချိန်မှာစစ်ဖက်နှက်ကြီးတွေနဲ့တန်ခမောက်ကြီးတွေစောင်းပြီးပါလာတာအမှန်တရားတွေကတသက်နေပြနေတယ်ဟုပြောဆိုခဲ့သည် ထို့အပြင်ထန်းရှောက်ကန်ရွာသည်လူဦးရေ900ခန်းရှိပြီးလက်ရှိတွင်ထိုရွာသား800ခန်းကိုထန်းရှောက်ကန်ရွာသစ်တွင် ပြန်လည်နေရာရှာထားပေးပြီးရခင်ရွာလူကြီးကိုယ်တိုင်လက်ရှိတွင်အုပ်ချုပ်နေကြောင်းဆက်လက်ရှင်းလင်းပြောဆိုခဲ့သည်ရိုဟင်ဂျာပြဿနာ၏ရှုပ်ထွေးပွေလီမှုကိုကောင်းစွာသိရှိထားသော၎င်း၏ရှေ့တွင်ကမ္ဘာကြီးကလေးစားခြင်းခံထားရသည့်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ထွန်းအောင်ဆန်းစုကြည်ကိုယ်တိုင်မိခဲ့သို့ကြုံတွေ့ခဲ့ရသည်ကို မျက်မြင်ဆင်ကျင်သုံးသက်ထားနိုင်သောဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်မကြသိမီကတေရှာတွက်ချက်ထားသောလှုပ်ဆောင်ချက်နှစ်ခုကိုလည်းအများပြည်သူသိရှိရန်ပြုလုပ်ခဲ့သည်ဗရမလှုပ်ဆောင်ချက်မှာဒေါန်ဆန်းစုကြည်ဤသားကိုထိန်လင်းနှင့်အွန်လိုင်းမှတွေ့ဆုံခဲ့ခြင်းဖြစ်ပြီးထို့သောတွေ့ဆုံစဉ်ဒေါန်ဆန်းစုကြည်ကိုလေးစားကြောင်းနှင့်သူကျမ်းမာရေးကိုစိုးရင်ကြောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့ပုံဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုမှလွတ်ပေးပေးငြိမ်းချမ်းရေးမတည်ဆောက်နိုင်ဟုပြောဆိုခဲ့ပုံများကိုကိုထိန်လင်းက ၎င်း၏ Facebook စာမျက်နှာမှတဆင့်တရားဝင်အသိပေးထုတ်ပြန်ခဲ့သည်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ပြောဆိုခဲ့မှုနောက်ွယ်တွင်ရိုဟင်ဂျာပြည်ထနာ၌မင်းအောင်လှိုင်စနေတကြအကွက်စင်ထားသောထောင်ချောက်ထဲသို့ဒေါအောင်ဆန်းစုကြည်ကြောက်ခဲ့ရသည်ဟုယခုအခါ၎င်း၏လက်ထဲတွင်ရရှိထားသောအထောက်အထားများအရာသိရှိလက်ခံထားပြီး၎င်း၏စာနာနားလည်မှုကိုဖော်ပြတကယ်သို့ရှိပါသည်။ ဒုတိယလှုပ်ဆောင်ချက်မှာရခိုင်ပြည်နယ်ရှိရိုဟင်ဂျာလူမျိုးလူမှုအသိုက်အမျိုး၏ဗဟိုချက်မောင်တော်မျိုးရှိ အကြီးဆုံးဂျာမေပလီကြီးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုရိုင်းအခမ်းအနားဖြင့်ဖွင့်လှစ်ပေးခဲ့သည့်လုပ်ရပ်ဖြစ်သည်အေအေဒီဒေတာတွင်းရိုဟင်ဂျာလူများနှင့်လက်တွေ့ကြတဟဆာတာဖြစ်ဖြစ်ငိမ့်ချန်းစွာအတူရှင်တွဲရန်ကြိုးပမ်းနေသည့်ထိုတဲ့တင်းကိုထုတ်ပြန်ခြင်းဖြင့်နိုင်ငံတကာ၏ဆွဆွဲမှုများကိုတုံ့ပြန်လာခြင်းဖြစ်သည် ထိုလုံဆောင်ချက်နှစ်ခုလုံးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်သည့်အချိန်ကရွေးချယ်ပြီးပါနက်စွာလုံဆောင်နိုင်ခဲ့သည်ဟုဆိုနိုင်ပါသည်ဒုတိယဆွဆွဲချက်ကဘင်္ဂလားဒေ့နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲက AAD မူရစေဝါမှောက်ကိုရောင်းဝယ်နေသည်ဟုသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်ခြင်းဖြစ်သည်ဘင်္ဂလားဒေ့ရှ်ဆွဆွဲချက်သည်မကြသေးခင်ကအာနာသိန်းတက်၏ဝါရားပြန့်တင်းစားများမှတစ်ဆင့်၎င်းတို့ဖမ်းမိခဲ့သောမူရစ်ဇေဝါများမှအေအေတပ်ဖွဲ့ဝင်များပါဝင်ပတ်သက်နေသည်ဟု ထောက်ပြန်ခဲ့မှုအပေါ်ပဲ့တင်ထက်လိုက်တကယ်လို့ရှိသည်ဤတကြိမ်တွင် AAE ပြောခွင့်ရပုဂ္ဂိုလ်ဥက္ကဋ္တကဤတုံ့ပြန်ချက်များကတမန်ညင်းပယ်ချက်မျိုးမဟုတ်ဘဲဘင်္ဂလားဒေ့နယ်ခြားဆောင်တပ်ဖွဲ့ကမူရစ်စေဝါလူကုန်ကူးမှုရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကိုမွေးမြူထားမှုများစသည့်ရာဇဝတ်မှုများတွင်ဓာတ်ရိုက်ပါဝင်ပတ်သက်နေကြောင်းတံပြန်ဆွဆွဲလိုက်ခြင်းဖြစ်သည်။ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြားနေကြာမြင့်ဖြစ်နေသော နမြဝါနှင့်ဘင်္ဂလားပင်လယ်ော်ဆက်ဆက်နေသောရေပိုင်နက်နေမြေအတွင်ခိုးဝင်ငါဖမ်းနေသောဘင်္ဂလားဒေ့ရှ်ငါဖမ်းလေများတိုး၍ဖမ်းဆီးရမိနေခြင်းကလည်းအေးအေးအေးရေပိုင်နက်လုံခြုံရေးတိုးရှက်လွှမ်းမိုးလာနိုင်စွမ်းကို တွေ့မြင်ရပြီးဘင်္ဂလားဒေ့ရှ်နေကြာဆောင်တက်သည့်ထို့အခြေအနေကိုလက်တွေ့ရင်ဆိုင်နေရပြီဖြစ်သည် ထိုအရှိနေတွင်တရုတ်နိုင်ငံဆိုရ၏အကူအညီရယူပြီးတရုတ်နယ်စပ်အရှိစားအရာဝအဖွဲ့များကို ထိတ်ရှုပ်ရန်ကြိုးပမ်းမှု အထိုင်းလျအောင်မြင်လာသောမင်းရောက်လိုက်သည့် AAE လှုပ်ရှားမှုများကိုထိတ်ရှုပ်ရေးအတွက်အိန္ဒိယနှင့်ဘင်္ဂလားဒေ့အစိုးရများ၏အကူအညီကိုရယူရန်နီလန်ပေါင်းစုံအုံပြုလျက်ရှိရာမူရင်စေဝါဆွဆွဲချက်သည်နီလန်တခုဖြစ်သည်အဆိုပါထောင်ချောက်ကိုအေအေကောင်းဆောင်ဘူချုပ်ထုံးမြန်နိုင်သည်တတိထားကြော်လွားနိုင်ရန်လိုအပ်သည် မင်းအောင်လှိုင်တတိယထောင်ချောက်ကရခိုင်ပြည်နယ်အတွင်းရှိတရုတ်နှင့်အိန္ဒိယတို့၏စီးပွားရေးအကျိုးစီးပွားများကိုပန်းပြပြီးထိုနိုင်ငံကြီးနှစ်ခုကအေအေကိုဖိအားပေးရန်အကူအညီတောင်းခံသည့်နီလန်းဖြစ်သည်ယခုအခါမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအလုံးနဲ့မြန်မာအိန္ဒိယနယ်စပ်တစ်စိတ်တစ်ပိုင်းတည်း AAE ထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီး အိန္ဒိယအစိုးရ၏ဒေါ်လာ3500ကျော်ယင်းနှီးမြှုပ်နှံထားသောကလက်တာမြစ်ဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏စစ်တွေပလောဝရေလန်းကြောင်းနှင့်ပလောဝအိန္ဒိယနယ်စပ်ကုန်းလန်းကြောင်းတစ်ခုလုံးပါဝင်သည် ထို့အပြင် AAD တရုတ်နိုင်ငံ၏မြန်မာပြည်တွင်ကနှလုံးသားတပ်ဖွဲ့အရေးပါသောကြောက်ဖြူမျိုးကိုတိမ့်ပိုက်ရန်ထိုးစစ်ဆင်နေပြီးရင်းသည်ရခိုင်ပြည်နယ်တစ်ခုလုံးကိုတိမ့်ပိုက်မည် AAE ဤမှန်ချက်ကိုမစွန့်လွတ်ကြောင်းတည်ပြနေပါသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏အနာဂတ်ကောင်းဆောင်မှုလာရဆရာနာသိမ့်မှု၅နှစ်နီးပါးကာလအတွင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်၎င်း၏စီရေးကောင်းဆောင်မှုအရေးအသွေးကိုမှတ်ကြောက်တင်သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်သို့သောရခိုင်စစ်မျက်နှာတွင်မရှုမလစစ်ရှုံးနှင်းခဲ့ပြီးခါးသီးစွာရှက်ရနေသောစစ်ကောင်းဆောင်မင်းအောင်လိုင်သည်အေအေကိုရှိန်မုံရန်ကောက်ကျစ်ဆုံးအယုံမာဆုံးနီလန်းများကိုအချိန်နှင့်အမျှကြံစည်နေသည်ကိုဗိုလ်ချုပ်ထုံးမျက်နှာတတိမလစ်ဟင်းပေတုံ့ပြန်နိုင်ရန်လိုအပ်ပါသည် ဒေါအောင်ဆန်းစုကြည်ကဲ့သို့နိုင်ငံရေးကောင်းဆောင်တသက်မဟုတ်သောယခုအခါအင်အားကောင်းသည့်လက်နက်ကင်တပ်ဖွဲ့ကိုဦးဆောင်နေသောဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက်ရခိုင်ပြည်သူများသာမကမြန်မာနိုင်ငံ၏အနာဂတ်ကောင်းဆောင်မှုတွင် တိုင်းသာအလုံးကအတိအမတ်ပြုလက်ခံနိုင်သောနိုင်ငံရေးကောင်းဆောင်အဖြစ်တက်လှမ်းနိုင်မည်အလားအလာများတွင်မြင်နေရပါသည်။ ို့သောတိုင်းပြည်နှင့်ပြည်သူတရက်လုံးကတညီတညွတ်တဲထောက်ခံကြသော အမျိုးသားကောင်းဆောင်ဆိုသည့်အစဉ်အတန်းသို့ရောက်ရှိရန်မှာအစွမ်းထက်သောလက်ရုံးရည်ပြည့်စုံများဖြင့်မလုံလောက်ပဲကြီးမြတ်သောနှလုံးရည်ကိုပိုင်ဆိုင်ကြအစမ်းတက်ခံတက်သေးပြရန်လွန်စွာအရေးကြီးလာပါသည် ဗမာလူများစုထဲမှာပေါက်ဖွားလာသောဗိုလ်ချုပ်အောင်ဆန်းသည်ထိုခေတ်အရှိန်ကာလကလက်ယုံရည်နှလုံးရည်နှစ်မျိုးစလုံးပြည့်စုံသော အမျိုးသားကောင်းဆောင်အဖြစ်တည်ထောင်ပြနိုင်ခဲ့ပြီးကိုလိုနီလက်အောက်မှလွတ်လပ်ရေးကြိုးပမ်းမှုကာလတခြားတိုင်းသားပေါင်းစုံ၏ရှစ်ခင်လေးစားထောက်ခံမှုရရှိသောစစ်ရေးနှင့်နိုင်ငံရေးကောင်းဆောင်အဖြစ်တမိုင်းမှတ်တမ်းတင်ခဲ့သည် 1962ခုနှစ်မှစတင်ခဲ့သောဆရာနာရှင်စနစ်လက်အောက်ကျရောက်ခဲ့ရသောမြန်မာပြည်သူများ၏ဒုတိယမြောက်လွတ်လပ်ရေးကြိုးပမ်းမှုကာလသည် အလွန်ရှည်ကြခဲ့ပြီဖြစ်သည်။ ဒေါန်ဆန်းစုကြည်သည်၎င်း၏နိုင်ငံရေးတာဝန်ကို1988ခုနှစ်အသက်43နှစ်တွင်စတင်ရယူခဲ့ပြီးစံပြူထိုက်သောနှလုံးရည်ကောင်းဆောင်မှုဖြင့်စစ်ကောင်းဆောင်များကိုဒူးမထောက်အညံ့မခံပဲယနေ့အချိန်အထိအကျဉ်းထောင်ထဲမှခုခံနေလျက်ရှိပြီးယခုအခါအသက်80ပြည့်ခဲ့ပြီဖြစ်သည်1988ဒေါအောင်ဆန်းစုကြည်မြမနိုင်ငံရေးတွင်စတင်ဦးဆောင်ခဲ့ခြင်းကဗိုလ်ချုပ်ထွန်းမြတ်နိုင်သည့်အသက်၁၀နှစ်အရွယ်သာရှိသေးသည် 1988တွင်မွေးဖွားခဲ့သောအေအေကောင်းဆောင်သည်တရှိန်ကဒေါအောင်ဆန်းစုကြည်မြမနိုင်ငံရေးတွင်ဥဆောင်မှုအခမ်းကဏ္ဍရယူခဲ့သည့်အသက်အရွယ်သို့ယခုရောက်ရှိနေပြီဖြစ်သည်မျိုးဆက်သစ်ခေါင်းဆောင်တအူဖြစ်လာသောဗိုလ်ချုပ်ထွန်းမြတ်နိုင်သည်ရခိုင်လူမျိုးတမျိုးတည်း၏ခေါင်းဆောင်လုံမြီလာလူများစုဗမာများအပါအဝင်တိုင်းသားပေါင်းစုံကယုံကြည်ကိုးစားရသောအမျိုးသားခေါင်းဆောင်အစဉ်အတန်းကိုတက်လန်းမြီလာဆိုသည်မှာ၎င်းကိုယ်တိုင်၏ရွေးချယ်မှုပင်ဖြစ်ပါလိမ့်မည်။